Hello အားလုံးမင်္ဂလာပါဒီနေ့ပြပြပေးသွားမှာကတော့ Canva မှာ Real Estate အခု90အခု100ကိုဘယ်လိုမျိုးအမြန်လုပ်မလဲဆိုရယ် bug re feature လေးကိုပြပြပေးသွားမှာဖြစ်ပါတယ်။အရင်ဆုံး ChatGPT နဲ့ Canva ကိုသုံးပြပို့လို့ပါမယ်။ဆိုတော့အရင်ဆုံး Canva ကိုသွားပြပါ Canva ကိုသွားပြီးသွားပြီးဆိုလို့ရှိရင်တော့အရင်ဆုံး Instagram Reels ပေါ့နော်ကိုလိုချင်တဲ့ template တစ်ခုကိုအရင်ဆုံးရှာပြရပါမယ်။အခုဒီမှာတော့ motivational coach တွေကိုဦးစားပေးပြီးတော့လုပ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ motivational coach တွေနဲ့ဆိုင်တဲ့ template မျိုးလေးတွေကိုရှာလိုက်မယ်ပေါ့နော်။ဆိုတော့အရင်ဆုံး ဒါလေးကိုယူလိုက်မယ် customize this template ကိုနှိပ်လိုက်ပါအဆိုရင်တော့ဒီ canva ထဲကိုရောက်လာပြီဖြစ်ပါတယ်ကိုမလိုချင်တဲ့ဥစ္စာလေးတွေကိုဆိုလို့ရှိရင်တော့ဖြတ်လိုက်မယ်ပေါ့เนาะကိုလိုချင်တဲ့နေရာလေးတွေကိုအာဒီမှာတစ်ချက်နေရာချမယ်ပြင်မလိုတဲ့အပိုင်းတွေကိုဖြတ်ထုတ်ပြင်မယ်ပြီးတော့အာဒီမှာ topic part 1 တယောက်မှနောက်ထပ်တစ်ခုလာမှာဖြစ်တဲ့ကြောင့်မလို့ topic part 2အဆင်ပြေသလိုနေရာချပြပါထားလိုက်မယ်အာဒီဇိုင်းအရောကိုအဆင်ပြေတယ်လို့ဆိုရပေါ့နော်အရေးကြီးတာကတော့ဒီမှာ topic part 1 topic part 2 category နှစ်ခုပေါ့နှစ်ခုမှမဟုတ်ဘဲလို့ကိုကအဲစာကြောင်း၃ခုရေးခြင်းလေဆိုလို့ရှိရင်လည်း၃ခုအဆင်ပြေတယ်လို့မျိုးလုပ်လို့ရပါတယ်ပြီးရင်တော့ဒီ ChatGPT ကိုတွားမယ် ဒီမှာတော့ဆရာ ChatGPT ကိုအသူ့ရဲ့သူလိုချင်တဲ့ပုံစံတိုင်းလေးထွက်အောင်လို့ prompt ရေးတဲ့ဥစ္စာလေးရေးခိုင်းထားပါတယ်။ Okay. ပြီး motivational quotes လေးရေးမှာဖြစ်ပါတယ်။အဲ့တော့အကိုလိုချင်တဲ့ comment ပေါ့နော်ဒီမှာတော့ ChatGPT ကို Gen Z Creative Strategist တယောက်အနေနဲ့စစခိုင်းပြီးတော့100 motivational quote idea ပေါ့နော်အခုစုစုပေါင်းတရားရအောင်လို့လုပ်ခိုင်းထားတယ်။ Topic part 1နေရာမှာသူနဲ့သက်ဆိုင်နေဟာ Topic part 2နေရာမှာဘာ topic နဲ့သက်ဆိုင်နေဟာစသဖြင့်ကိုလိုချင်တဲ့ဥစ္စာထည့်ပေးလို့ရပါတယ်။ ပြီးရင်တော့ output file ကို CSV အနေနဲ့ထုတ်ပေးဖို့လိုပါမယ်ဒါအရေးကြီးပါတယ် CSV file ဖြစ်ရပါမယ် Okay file ရပြီဆိုရင်တော့ download ဆွဲလိုက်ပါ download ဆွဲပြီးသွားပြီဆိုလို့ရှိရင်တော့ခုနကဒီ canva ကိုပြန်သွားမယ်သွားပြီးသွားလို့ရှိရင်ဒီ app နေရာမှာ bug ဆိုပြောနေလိုက်ပါအဆိုရင် bug create feature လေးကြာလာမယ် bug create feature လေးကိုနှိပ်မယ်ဒီမှာဆို upload ထိတန်းနေလိုက်မယ်เนาะ upload data နှိပ်ပြီးသွားပြီဆိုလို့ရှင်ရင်အဲကိုရဲ့ခုနကတော့လုတ်ထားတဲ့အဥ္စာလေးကိုရွှေ့ပြီးတော့ထည့်ပေးလိုက်ပေါ့เนาะဆိုတော့ဒီမှာခုနကတော့ column နှစ်ခုလုတ်ပေးထားပြီတော့ကြောင့်မလို့ topic part 1နဲ့ topic part 2နဲ့ကြာလာတယ်အဲ့တော့ဒီပုံမှာပြန်ရွေးပေါ့เนาะ topic part 1ကို connect data လေးနှိပ်မယ် part 1မှာ topic part 1ကိုရွေး topic part 2မှာသူ့ကိုခုနလောက်ပေးဖို့ဒေတာရွေးရွေးပြီးသွားပြီဆိုလို့ရှိရင် dot hotin မှာ continuous ရဲ့အဥ္စာလေးကိုနှိမ့်လိုက်လို့ရပါပြီပြီးရင်တော့ဒီမှာ automatic ပေါ့နော်ကိုခုနလောက်ထားတဲ့ caption လေးထွက်လာမယ်အဲကြောင့် generate 51 design ကိုနှိမ့်လိုက်ပါအဲအဲ့ဒါဆိုလို့ရှိရင်တော့ကိုလုတ်ထားလိုက်တဲ့ခုနကတော့ကိုလုတ်ထားတဲ့ caption အတိုင်းပေါ့နော် reels အခု90ချက်ချင်းကြာလာမှာဖြစ်ပါတယ် မှာပေါ့နော်အဲဆိုရင်အဲတခုချင်းစီသွားပြီးတော့ကြည့်လို့ရပါပြီပုံလေးတွေကတော့တခုချင်းစီလိုက်ပြီးတော့အပြင်ချင်းလဲရရဲအဲကဲလို့မပြင်ချင်ဘူးဆိုလို့ရှိရင်လဲအဲဒီပုံလေးရဲ့အတိုင်းပဲ different text လေးနဲ့တင်လို့ရပါပြီ